တတနေရာဟိုတိုင်းသားအင်အားစုတစုစုကအဲဆုတ်ပေးလိုက်တယ်လို့ခွာပေးလိုက်တယ်လို့ဖြစ်ပြီးဆိုရင်အဲ့ဒါတွေကအဲ့တနေရာတွေထိခိုက်တာမဟုတ်ချို့မျိုးတွေကိုလက်လွတ်လိုက်ရရင်တော့မတချို့လမ်းပိုင်းတွေပေါ့နော်ချို့လမ်းပိုင်းတွေတချို့စုံမုံမှုတွေကိုကျွန်တော်တို့ဆက်ပြီးတော့ထိန်းထားဖို့နော်သူတို့မထိန်းနိုင်ရင်တော့မကျွန်တော်ဒီဘက်ကဒေါ်လိုင်းအင်အားစုတွေကိုလွှဲပေးဖို့ဆိုတဲ့ဟာမျိုးပေါ့ဒါတွေကတော့ညီနိုင်မှုကိစ္စတွေမှာတောက်လျှောက်တာရှိနေတဲ့သဘောဖြစ်ပါတယ် PDF တွေဘာကြောင့်အသက်ပေးကြတာလဲအဲ့ပြည်သူတွေဘာကြောင့်ထဲ့ဝင်ကြတာလဲတနိုင်ငံလုံးလွမြောက်လွမြောက်ခြင်းကိုကြကိုအရေး၁၆အောင်ပြေပေါ့နော်ကျွန်တော်ဒီချမ်းမြောက်ကပြည့်ရထားတော့ဒီဖက်ကိုကျွန်တော်အလဲပိုင်းတိုင်းစစ်တမ်းနာချုပ်ဖက်ကိုစစ်ကားတွေအော်မြေပြင်တိုင်းတွေကတော့စစ်ကားတွေ၄50လောက်ရှိတဲ့ပမာဏတွေအဲ့လိုတွားနေတာရွှေ့နေတာရှိတယ်ပေါ့နော်နောက်ဒီဒေတာမှာဘယ်လိုမျိုး ရင်ဆိုင်လာနိုင်ရတယ်ခင်ဗျအဲ့ဒါလေးနည်းနည်းသိရပြီဟုတ်ဒီစည်ရင်းနဲ့ပတ်သက်ရင်တော့ဗျာကျွန်တော်တို့ကဟိုပါပေါ့ဟိုနှစ်ပိုင်းရှိတာပေါ့နော်ဟိုကျွန်တော်တို့ကမဟာပြူဟာမြောက်အဲဒီနည်းမြေတွေကိုစိုးမိုးထိန်းချုပ်တယ်ဆိုတဲ့ကိစ္စမှာဟိုတနိုင်ငံလုံးကိုရှိသမျှမြို့တွေအကုန်လုံးကိုတဖြည်းဖြည်းအဲတင်းလာပြီးထိန်းချုပ်သွားဖို့ဆိုတော့လမ်းကြောင်းကိုကျွန်တော်ရွေးမာလာဒါမှမဟုတ်တကယ်မဟာပြူဟာမြောက်တဲ့လမ်းပိုင်းတွေအမျိုးတွေဒါတွေကိုအဓိကတင်းပြီးတော့ထိန်းပြီးတော့ကျွန်တော်တို့ကဒီဒေါ်လာရင်းအွန်လိုင်းရေးကိုသွားမာလာဆိုတော့ အဲစဉ်းစားပုံနှစ်ခုပေါ့နော်အဲအဲစဉ်းစားပုံနှစ်ခုမှာတော့ကျွန်တော်တို့ကတော့အဓိကအဲဒုတိယစဉ်းစားပုံကိုကျွန်တော်တို့ဒါရွေးတယ်ပေါ့နော်ရွေးတဲ့အခါမှာတကယ်ကိုမာဗီကမြောက်တဲ့အဲမြို့တွေလမ်းမတွေဓာတ်တွေကိုကျွန်တော်တတ်နိုင်တယ်ပြဆိုးမိုးထိန်ချုပ်နိုင်အောင်စူးစမ်းပြီးတော့အဲကျွန်တော်တို့ဆောင်ရွက်တယ်ပေါ့နော်အဲအဲအဲအနေထားတစ်ခုမှာအရေးကြီးဆုံးကခုနကတိုင်းသားတော်လိုင်းအင်အားစုတွေရဲ့အဲကျွန်တော်တို့အခြေအနေပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံရဲ့အခြေအနေကိုတော့ဒါ ဒါပြည်နယ်တွေကဒါအပြင်ကနေဝိုင်းပတ်ထားတဲ့သဘောပေါ့နော်ပြီးရင်ကတော့အလဲပိုင်းဆိုတဲ့ဟာဖြစ်တာပေါ့နော်ဖြစ်တဲ့အခါကျွန်တော်တို့အကုန်လုံးကဒီအလဲပိုင်းမှာရှိနေတဲ့ပြည်သူတွေရောအထူးသဖြင့်တပ်တွေရောအကုန်လုံးကတော့ဒီတိုင်းသားနယ်မြေတွေကိုကြောပေးထားရတဲ့သဘောတွေဖြစ်တာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကဒီတော်လိုင်းအင်အားစုတွေပေါ့နော် NUG ရဲ့စစ်တပ်တွေအပါအဝင်ဒီတိုင်းသားတော်လိုင်းအင်အားစုတွေရဲ့ညှိနှိုင်းမှုကအင်မတန်မှအရေးကြီးတယ်အဲဒီဟာမရှိရင်ကတော့အဲ့လိုမျိုးတွေဖြစ်မှာပဲတတနေရာဟိုတိုင်းသားအင်အားစုတစုစုကအဲဆုတ်ပေးလိုက်တယ်လို့ခွာပေးလိုက်တယ်လို့ဖြစ်ပြီးဆိုရင်အဲ့ဒါတွေက ဲ့တနေရာလည်းထိခိုက်တာမဟုတ်ဘူးခုနပြောတဲ့အလဲပိုင်းကိုထိုးလာမယ်လို့အလဲပိုင်းကိုရောက်လာမယ်ဆိုတဲ့ကိစ္စလေအဲ့တော့စစ်တပ်ဘက်ကလည်းအစီအစဉ်ယူပါရသူလည်းအဲဒီသခိုင်းမကွေးမန္တလေးပေါ့နော်ဒီနေရာတွေကိုထိုးဖို့ဆိုတဲ့အခါမှာသူအများအားသူစူးစမ်းနေတဲ့ကိစ္စဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတော့အဲ့ဒါတွေလည်းအဲတိုင်းသားဒေါ်လာအင်အားစုတွေနဲ့တော့တောက်လျှောက်ကျွန်တော်တို့ညီနိုင်ဆောင်ရွက်နေတယ်အဲချို့မျိုးတွေကိုလက်လွတ်လိုက်ရရင်တော့မတချို့လမ်းပိုင်းတွေပေါ့ တချို့လမ်းပိုင်းတွေတချို့စုံမမှုတွေကိုကျွန်တော်တို့ဆက်ပြီးတော့ထိန်းထားဖို့နော်သူတို့မထိန်းနိုင်ရင်တော့ကျွန်တော်ဒီဘက်ကဒေါ်လိုင်းအင်အားစုတွေကိုလွှဲပေးဖို့ဆိုတဲ့ဟာမျိုးပေါ့ဒါတွေကတော့ညှိနှိုင်းမှုကိစ္စတွေမှာတောက်လျှောက်တာရှိနေတဲ့သဘောဖြစ်ပါတယ်အပြီးတော့နောက်တစ်ခုကဒီစစ်တပ်ဘက်ကအာခုနနောက်နောက်သူ့ရဲ့အာသာချက်ပဲပြောရမလားပေါ့နော်အဲ့အာအာသာချက်လည်းပြောလို့ရဆိုအားနေချက်လည်းတစ်ဖက်မှာတော့ဖြစ်တော့အဲ့ဒါကဘာလဲဆိုတော့ဒီ force concentration ပေါ့နော်ဒီအရမစစ်သားစုဆောင်ရင်ကိစ္စကိုတောက်လျှောက်လုလာတဲ့အခါမှာသူတို့ကဒီလူအင်အားအမြဲရနေတာပေါ့ အဲ့လွင်ကလည်းကျွန်တော်ထင်တယ်အမြဲတော့မရပါဘူးဒါပေမဲ့လည်းအခုတော့တို့လူတော့ရနေတဲ့သဘောဖြစ်တာပေါ့နော်အဲ့ဒါတွေကလည်းတော်တော်ဆိုးွားတဲ့ဒါလူခွင့်ချိုးဖောက်မှုဒါအတင်းအကျပ်အလုပ်စီခိုင်းမှုတကယ်ကိုအတင်းအကျပ်တည်ရင်းတဲ့ကိုပို့တဲ့ကိစ္စတွေပဲနော်အဲကျွန်တော်တို့တွေအခုတက်တွေဘက်ကနေပြန်ပြီးတော့ကျွန်တော်တို့ PDF တွေရှေ့ကနေကြားရတဲ့တင်းတွေဆိုဒီလူတွေကိုတို့ကလူသားတိုင်းလိုပဲရှင်းရှင်းလေးအဲ့လူတွေကတုံးလာပဲတင်းတန်းပေးတာဘာမှလည်းစစ်လက်ကောင်းတိုက်တတ်တာမဟုတ်စစ်သားကောင်းတွေလည်းမဖြစ်တာဘူး ါပေမဲ့သူတို့ကဘာအတွက်တုံးလဲဆိုတော့ခုနရှေ့ရနေလူအင်အားတွေကိုလုံလုံပြီးတော့ဟိုတက်တဲ့သဘောမျိုးပေါ့ရှေ့ရနေအသေးခံပြီးတော့ဒီကောက်ဒီလူတွေကိုအသေးခံဆိုင်တဲ့ပုံစံမျိုးတွေဒါဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒါကတော့စစ်တပ်ဘက်ကအဲဒီလူအင်အားရနေတဲ့ခြေအနေကိုလည်းပဲကျွန်တော်တို့ဒါထက်တွေ့ရမယ်ပေါ့နော်တချို့တက်တယ်ဆိုရင်ကျွန်တော်တို့ပြစ်ကြတာတော့မှဟိုဟိုကထရောမာဖြစ်လာတာပေါ့နော်ဟာအသေးခံပြီးတော့တက်လာတာဒီဘက်ကပြင့်နေရတဲ့လူကပါထရောမာဖြစ်လာတဲ့ပုံစံပြီးရင်လည်းခေါင်းထဲမှာဘာအတွေးဝင်လာလဲဆိုတော့ဒါတွေကတတိတန်နေစစ်သားတွေမဟုတ်ဘူး တော့ဟိုအရမစစ်သားစုဆောင်ခံရတဲ့လူတွေဆိုတဲ့ဟာမျိုးတွေဖြစ်လာတော့ဒီဟာကိုလည်းပဲကျွန်တော်တို့ကတော့နိုင်ငံတကာအနေနဲ့လည်းဒီတိုင်းအဲကျွန်တော်မျက်စိမှိတ်ပြီးတော့မနေသင့်ဘူးเนาะထားအောင်မြင်အောင်ကြည့်တင်တယ်အခုကအမျိုးသမီးတွေစီကလှည့်လာပြီเนาะအခုယောက်ျားလေးတွေမကောက်လူငယ်အင်အားတွေပဲเนาะတကယ်တိုင်းမျိုးတစ်ခုမှာလူငယ်ဒီ generation ကတကယ် engine ပဲဟိုအဲ့ engine တွေအကုန်လုံးတက်တိတ်တွင်းနဲ့ပို့နေတာဒီစစ်တပ်ကသူတို့အာဏာတည်မြဲရေးအတွက်เนาะတည်တွင်းနဲ့ပို့နေတာအဲ့တော့ဒီအခြေအနေကြီးက တနိုင်ငံလုံးရင်ဆိုင်နေရတဲ့အချက်တည်းဖြစ်တယ်မိသားစုတိုင်းရင်ဆိုင်နေရတဲ့အချက်တည်းဖြစ်တယ်နော်ဒါကိုလည်းပဲဟိုကျွန်တော်တို့ဒေါ်လာရင်းအင်အားစုဘက်ကတော့ကျွန်တော်တို့လည်းကျွန်တော်တို့ဘက်ကိုလာပါထွက်လာပါနောက်ဆုံးအခြေအနေဘယ်လိုမှမပင်လဲသူတို့တန်းတန်းဟိုယူလိုက်ပြီးရင်တနည်းနည်းနဲ့ကျွန်တော်တို့လက်နက်ယူပြီးပဲဖြစ်ဖြစ်နီလန်ပေါင်းလုံးနဲ့တခုခုလှုပ်ပြီးပဲဖြစ်ဖြစ်ကျွန်တော်တို့ဘက်ကိုလာပါဆိုတဲ့ဟာကျွန်တော်အများအားဖိတ်ခေါ်တယ်တကယ်လည်းထွက်လာနေတဲ့လူတွေရှိတယ်ဒါပေမဲ့အခြေအတွက်အားဖြင့်ရှင်ရင်တော့ကျွန်တော်တို့ဘက်ထွက်လာတဲ့လူတွေတေးရလူပါပုံများတယ်နော်တော်ဟာဒီရှေ့တန်းနေမှာတေးအခုကရခိုင်မှာဆိုတော့တေးလိုက်ကြတာတော့တော့လေ ဒီလိုဟာတွေကပုံများနေတော့ဒါကိုကျွန်တော်တို့လည်းစ조사ပြီးတော့ရက်တက်နိုင်မှုဆောင်ရွက်နေတယ်လို့နိုင်ငံတကာအနေနဲ့လည်းဒီကိစ္စကိုလစ်လူမရှုထားပဲနဲ့ပေါ့နော်ဒီကြီးမားတဲ့ဒီလူ့ခွင့်အကျိုးပေါင်းမှုတွေလုပ်နေတယ်ပြည်သူတရားလုံးကိုချိန်ချောက်နေတဲ့ဒီကိစ္စမျိုးတွေကိုစုံတရား voice out လုပ်ဖို့ပေါ့နော်လုပ်ဖို့ကျွန်တော်တော့တောင်းဆိုလိုပါတယ်ဗျာโอเคအခုဒီ MNDA နဲ့ DIA ရဲ့အပြည့်အကျောက်ဒီမြန်မာလူယူတော်လာယူကိုတစုံတရားတက်ရောက်မှုရှိနိုင်ပါသလားဘယ်လိုမျိုးမြင်ပါလဲ ။ဩတက်ရောက်မှုကတော့ရှိတယ်။ကျွန်တော်ရှေ့မှာပြောသလိုပဲကျွန်တော်တို့ကအားလုံးပေါင်းပြီးတော့တိုက်ကြရမယ်ကိစ္စဖြစ်တယ်။နော်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ဒီဟွာကရန်သူကပေါ်သေးသေးမဟုတ်ဘူး။ပေါ်သေးသေးမဟုတ်လို့တိတ်တိတ်ပြီးတော်လုံးတက်လုံးနေတာကိုကျွန်တော်ကပြောနေတာမဟုတ်ဘူး။ဒီကောက်ချစ်တဲ့နေရာမှာဆင်းလဲတဲ့နေရာမှာရိုင်းဆိုင်ကျုံမာတဲ့နေရာမှာတကယ်ဆန်နမူနာပြုလာတဲ့လူတွေပေါ့နော်။တကယ်ကိုအဲ့လိုအဲ့လိုလူမျိုးတွေဖြစ်တယ်။သူတို့ကအရန် tricky ဖြစ်တယ်ညံများတယ်အဲ့နောက်ပြီးတော့အဲ့ရှက်တိတ်ခါလည်းမရှိဘူးဂုံတိတ်ခါလည်းမရှိဘူးเนาะဒီမှာလောက်တာတမျိုးပြောတာတမျိုးเนาะတခါတခါ ဟိုဟိုစဉ်းစားလို့တော့မရဘူးเนาะတို့တွေတစ်ဖက်မှာလှုပ်ချင်တယ်လို့တစ်ဖက်မှာကျတော့ဟိုဒီလိုပဲပြောချင်တာရှောက်ပြောနေတာပဲเนาะအဲ့တော့ဒီလိုဒီလိုမျိုးရန်သူကိုကျွန်တော်တို့ကပူပေါင်းပြီးတော့ကျွန်တော်တိုက်ပွဲဝင်มาဖြစ်မယ်เนาะအဲ့တော့ကြောင့်မို့ကျွန်တော်တို့တွေပူပေါင်းဆောင်ရွက်မှုကအင်မတန်မှအရေးကြီးတယ်ဒါကြောင့်မို့လို့လည်းကျွန်တော်တို့ online စာတွေကဒါ NUG ကမြို့သားညီညွတ်ရေးဆိုတာညီညွတ်ရေးတိတ်အရေးကြီးတယ်အဲ့တော့ဟိုဘက်ကလည်းအဲ့ဒါကိုနားလဲအဲ့ညီညွတ်ရေးကိုတချောင်းချင်းညီလှန်လှန်ချိုးมาပဲအဲ့တချောင်းချင်းလှန်လှန်ချိုးရင်းချိုးရင်းနောက်ဆုံးဒီလက်သီးစုပ်ပြေသွားရင်ဒါဒေါ်လာရေးအတွက်အများကြီးအနှောက်အယှက်ဖြစ်တယ်ပေါ့အဲ့တော့ ော့ကျွန်တော်တို့ကအဲ့ဒါဖြစ်ခံလို့မရအောင်အော်တစ်ဖက်မှာဖီအားတွေကြောင့်အချိန်တွေတရရဲကြောင့်ချုပ်ကိစ္စတွေလုံခြုံဆောင်ရတယ်ဆိုပေမဲ့ကျွန်တော်တို့တစ်ချောင်းလုံးကြီးလုံးဝကျိုးသွားတဲ့အထိလန့်ချိုးတဲ့အချိန်တွေမျိုးကိုတော့ရောက်မခံဘူးလို့ရတယ်။နော်ဒါဒါကျွန်တော်တို့အားလုံးထားပဲနေနိုင်ငံရေးအဲတတိပဲ။နော်ဟုတ်ဟုတ်ကျွန်တော်တို့ကလက်ခံတယ်ကျွန်တော်တို့ကတချို့ဟာတွေနားလည်ပေးတယ်။အဲဒါပေမဲ့အဲ့ဒါကလုံးဝကြီးပါဟိုဟိုလန့်ချိုးသွားပြီးတော့လုံးဝတော်လိုင်းကြီးကနေနှုတ်ထွက်သွားပြီးတော့နော်ဟိုဘက်ကလုံးလုံးရောက်သွားတဲ့အချိန်တွေမျိုး မဖြစ်အောင်ပေါ့နော်ဒီအခြေအနေတခုကိုတော့ထိန်းထားပြီးတော့ဒေါ်လာရင်းမှာတနည်းနည်းနဲ့နီလန်းပေါင်းစုံနဲ့ဆက်ပါတယ်ဘူးလို့ရတယ်။နော်အဲ့လိုမျိုးသားကျွန်တော်တို့မလုံနိုင်ရင်တော့တချောင်းမတရားဟိုကောင်ချိုးပြီးတော့ကျွန်တော်တို့လက်သီးစုပ်ပြည်သွားအောင်သူကတော့လုံပါမယ်နော်။အဲ့ဒီကြောင့်မို့ဒါကတိုင်းသားဒေါ်လာရင်းအင်အားစုတွေရောနောက်အခြားသောဒီမျိုးဒေါ်လာရင်းမှာမှာပေါ်ပေါက်လာတဲ့အင်အားစုတွေရောအဲဒီလိုအင်အားစုတွေအကုန်လုံးကဒီကိစ္စကိုတော့အထူးသတိထားဖို့လိုမယ်ဟုတ်။ဟုတ်ကဲ့။အခုဒီ MMD နဲ့ DRA ပြည့်ရပြီးနောက်ပိုင်း UG MOD နဲ့ထက်ဆွေးနွေးတာရှိပါလားခင်ဗျ။ အ MOD ကလည်းဒါထုတ်ပြန်ထားပြီးသားလေနော်ကျွန်တော်တို့ကကျွန်တော်တို့ PDF တွေနော်သူသဖြင့်တော့ဒီဂျန်စီတွေနဲ့ဖွဲ့စည်းထားတဲ့ကျွန်တော်တို့ရဲ့ပြည်သူ့ကာကွယ်တပ်မတော်တပ်ဖွဲ့ဝင်တွေကတနိုင်ငံလုံးမှာနော်ကျွန်တော်တို့တိုင်းသားဒေါ်လိုင်းအင်အားစုတွေအပါအဝင်ပေါ့နော်အားလုံးနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်နေရဲဆိုတာကျွန်တော်တို့တရားဝင်ညင်ညာထားပြီးဖြစ်တယ်အဲ့တော့ကချင်ကရင်ရှမ်းရခိုင်နော်ဟိုအကုန်လုံးနေရာတိုင်းမှာကျွန်တော်တို့ PDF တွေပါတယ်ဒါဒါတရားဝင်လက်ထုတ်ပြန်ထားပြီးဖြစ်တယ် ဲ့တော့ပူပေါင်းဆောင်ရမှုကတော့ကျွန်တော်တို့အပြည့်ရှိတယ်အဲဒါပေမဲ့ခုနကပြောသလိုပဲအာဒါကျွန်တော်တို့ကတော့ဘာတွေတွေ့ပါလဲဘာတွေပြောပါလဲအဲဘယ်လိုသဘောတူညီမှုတွေရထားပါလဲဆိုတဲ့ကိစ္စကဒါကျွန်တော်တို့မှာဒီ publicly ပေါ့နော်အများပြည်သူသိအောင်ထုတ်ပြောလို့ရတဲ့အခြေအနေမျိုးမဟုတ်တဲ့အခက်အခဲတွေလည်းကျွန်တော်တို့ကရှိနေတယ်အဲ့တော့ဒါတွေကိုလည်းကျွန်တော်တို့ကတော့နားလည်ပေးရတာပေါ့နော်အဲ့တော့ ဟိုတွေးဆမှုတွေရှိလားဆွေးနွေးမှုတွေရှိလားညှိနှိုင်းမှုတွေရှိလားဆိုရင်ဒါရှိတယ်ပဲပြောရမယ်ဒါပေမဲ့ဘာတွေဘလို့တွေးပြီးဘာတွေဘလို့ညှိနှိုင်းဆွေးနွေးထားကြလဲဆိုတဲ့ကိစ္စတွေကတော့ကျို့ဟာတွေကထုတ်ပြောလို့မရတဲ့အခြေအနေမျိုးဖြစ်လို့ဒါတော့ပြည်သူလူထုအနေနဲ့နားလည်ပေးသေးချင်ပါတယ်ဟုတ်ကဲ့ခုနကပြောတဲ့ဟိုတိုင်းသားတွေနဲ့အဲပေါင်းပြီးတော့ဟိုနေပြည်တော်ဟို ကကွယ်ထိမ့်သိမ်းနေတာတွေရှိတယ်ပေါ့နော်ခုနကတော့ဒီ AA ကလည်းဒီဘက်ကရခိုင်တို့ဒီဘက်ကမကွေးတို့ပဲခူးတို့ AA ဘက်ကနေပြီးတော့တိုက်နေတာတွေရှိတယ်ပေါ့နော်အဲ့ဒါတွေမှာ PDF တွေအနေနဲ့ဘယ်လိုမျိုးပူပေါင်းပြီးတော့ဟိုရောက်တိုက်နေတာတွေရှိတယ်ပေါ့နော်အဲ့ဒါတွေဟုတ်ဟုတ်အဲ့ဒါလည်းခုကကျွန်တော်ပြောရတဲ့အချိန်မှာတော့ပါပါပြီးသွားပြီနော်အဓိကတော့တနိုင်ငံလုံးမှာကျွန်တော်တို့တိုက်နေတယ်တိုက်နေရုံနဲ့မကဘူးတနိုင်ငံလုံးမှာတချို့သောဒေတာတွေဒါလွတ်မြောက်ခဲ့ကြတဲ့အဲ့လွတ်မြောက်ရေးတွေမှာ PDF ရဲ့သွေးတွေအချွေးတွေအသက်တွေရှိတယ် PDF တွေရဲ့အသက်သွေးချွေးတွေရှိတယ်။အော်ဒါကဟိုပေါ့ဒီအဓိကတော့ပြည်သူတွေလူငယ်တွေเนาะအသက်သွေးချွေးတွေမကအောင်เนาะပြည်သူတွေရဲ့ထောက်ပံ့မှုတွေရှိတယ်။ပြည်သူတွေရဲ့ပံ့ပိုးမှုတွေရှိတယ်။ထဲ့ဝင်မှုတွေရှိတယ်။အော်အဲ့ပြည်သူတွေကအဲ့ PDF တွေဘာကြောင့်အသက်ပေးကြတာလဲ။အဲ့ပြည်သူတွေဘာကြောင့်ထဲ့ဝင်ကြတာလဲ။တနိုင်ငံလုံးလွတ်မြောက်လွတ်မြောက်ခြင်းကိုဗျ။နော်တနိုင်ငံလုံးဒီစစ်အာဏာရှင်လက်အောက်ကနေလွတ်မြောက်ခြင်းလို့နော်ကျွန်တော်တို့တဖြည်းဖြည်းနဲ့ကျွန်တော်လွတ်မြောက်ရေးကိုသွားရမယ်ဆိုရင်တနိုင်ငံလုံးလွတ်မြောက်ရေးကိုဒီပြည်နယ်တွေကစပြီးတော့ ော် data တခုတွေ data တွေကနေစပြီးတော့တနိုင်ငံလွတ်မြောက်ရေးအတွက်သွားရမယ်ဆိုရယုံကြည်ချက်နဲ့အဲ့ PDF တွေတက်ပေးခဲ့ကြတာအဲ့ပြည်သူတွေထည့်ဝင်ခဲ့ကြတာနော်အဲ့တော့ဒါကငင်းလို့မရတဲ့အမှန်တရားတွေဖြစ်တယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့အတိအမှတ်ပြုလက်ခံထားဖို့လိုတယ်အဲ့တော့ဒီဘသူမဆိုပေါ့ဗျာနော်ကျွန်တော်တို့ဒါကို data เนาะကျွန်တော်တို့လွတ်မြောက်ရေးတခုရဲ့ကိုပဲအအောင်ဆိုင်နေလို့မရဘူးကျွန်တော်တနိုင်ငံလွတ်မြောက်ရေးအတွက်ကိုကျွန်တော်တို့ရှေ့တန်းတင်ပြီးတော့ပထမဦးစားပေးနေနဲ့ထားပြီးတော့ကျွန်တော်တို့ဒါထည့်ဝင်ဆောင်ရွက်ကြဖို့တော့ဒါအင်မတန်မှအရေးကြီးမှထင်ပါတယ်ဗျာ တစ်ဖက်ကဒီရခိုင်အနောက်ပိုင်းလေဆက်ဖက်တွေမှာဒီအာဆာတို့ RS တို့ကဒီဟိုဒီစစ်တပ်ကကြောထောက်နောက်ခံပေးထားတယ်ဆိုတော့အချက်လက်တွေဟိုအမြင်ပြင်သတင်းတွေကြားရတယ်ပေါ့နော်အဲ့ဒီအပေါ်မှာရောဘယ်လိုမြင်ပါသလဲခင်ဗျာဒါတော့ဗျာဟိုပေါ့ခတ်တာလည်းနိုင်ငံနိုင်ငံကဘာကြီးကိုနိုင်ကလည်းဟိုကိစ္စရတစ်ခုစဉ်းစားတဲ့အခါမှာကျွန်တော်တို့တွေကတော့ရှင်းတယ်လေဓမ္မနဲ့အတ္တဘနဲ့ပဲစဉ်းစားတာလေနော်ဒါပေမဲ့ကဘာကြီးရဲ့စဉ်းစားပုံကကြတော့တချို့သောနိုင်ငံတွေကအဲ့ဒါတွေနဲ့စဉ်းစားတာမဟုတ်ဘူးနော်အကျိုးစီးပွားဘဝပြုစဉ်းစားတာတွေ เนาะနောက်ပြီးတော့ဒီမိ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 ကိုချိုးစည်းပွားပေါ့နော်ဒါဟိုအဲအချက်အခြေပြုစဉ်းစားတာတွေဒါမျိုးတွေကအများအားရှိနေကြတယ်ပေါ့နော်ရှိနေကြတဲ့အခါမှာခုနကတချို့သောပါဝင်ပတ်သက်မှုတွေကကျွန်တော်တို့ဟို Gen Z တွေနောက်ပြီးကျွန်တော်တို့ဒီရဲ့ဒီလူငယ်တွေနောက်ကျွန်တော်တို့ရဲ့ပြည်သူတွေစဉ်းစားသလောက်မယိုးရှင်းနေဘူးပေါ့နော်မယိုးရှင်းနေတဲ့အခါမှာခုနကဟာတွေလည်းရှိနေတာပေါ့နော်ဒီအဲလေဆက်မှာတက်တက်မွေးထားတဲ့ဟာတွေရှိနေတယ်နောက်ပြီးတော့အထူးသဖြင့်တိုင်းသားနယ်မြေတွေမှာလည်းရှိတာပဲဒီစစ်တပ်က အရန်ကျွမ်းကျင်တယ်ဆိုတာအဲ့ဒါပဲလीနော်။ तू ကအကုန်လိုက်ပြီးတွေးခွဲတာလीနော်။ကရင်ပြည်နယ်မှာဆိုရင်လည်းကရင်ပြည်နယ်မှာအဖွဲ့အဖွဲ့ကြီးကွဲပြီးတော့ဟိုကရင်တိုင်းသားတွေကတော့ကရင်ချင်းချင်းမတိုက်မတိုက်ချင်ကြဘူး။ဒါပေမဲ့စစ်တပ်ကအဲ့ဒါကိုမေး तू ကတွေးခွဲပြီးတော့ကရင်ကရင်ချင်းတိုက်အောင် तू ကလုပ်တာ။အဲ့လိုပဲကိုနာကပြောတဲ့အဲကျွန်တော်တို့ရခိုင်မှာဆိုလည်းဒီပုံစံမျိုးတွေပေါ့နော်။အဲ့လိုပဲရှမ်းမှာဆိုလည်းဒီပုံစံမျိုးတွေပေါ့အဲ့လိုမျိုးတွေဖြစ်တာဒါတွေကလည်းပဲဒီ very rooted ဟိုဟာ problem တွေပဲ เนาะအဲ့တော့ခုနဟိုဆရာပြောတဲ့ကိစ္စတွေအကုန်လုံးကဒါတော်လန်ရေးအတွက်လည်းအများကြီးတော့ကျွန်တော်တို့ဟိုဟိုချက်သွင်းစဉ်းစားရမယ့်ကိစ္စတွေဖြစ်တယ်ပေါ့เนาะဒါပေမဲ့ဒီဥစ္စာတွေကခုချက်ချင်းလွယ်လွယ်ကူကူနဲ့တော့ကျွန်တော်ရှင်းလို့ရမှာမဟုတ်ဘူးအဲဒါပေမဲ့သိမြင်မှုတော့လိုတယ်ကျွန်တော်ထုတ်ဖော်ပြောကြဖို့လိုတယ်နောက်ပြီးတော့ဒီလိုမျိုးဓာတ်တွေကိုပံ့ပိုးနေတဲ့အဲနိုင်ငံတွေရောအစုအဖွဲ့တွေရောလူပုဂ္ဂိုလ်တွေရောကျွန်တော်တို့ရှာဖွေဖော်ထုတ်ပြီးတော့ရှုံချဖို့လိုတယ်လိုရရင်ဒါပြစ်မှုပြစ်ဒဏ်အရကျွန်တော်တရားစီရင်ဖို့လိုတယ်ပေါ့เนาะဒါပေမဲ့ ပို့ပြီးတော့ဒီလိုကိစ္စတွေကိုတခါတည်းအအမြင့်ပြတ်ရှင်းဖို့ဆိုတဲ့အနေအထားကတော့လောလောဆယ်တော်လန်ရေးကာလမှာတိတ်တော့မလွယ်ကူသေးဘူးနောက်ပိုင်းတစ်ချိန်ချိန်ကြရင်တော့ကျွန်တော်တို့ဒီအလုံးပေါင်းပြီးတော့ပေါ့နော်ဒါဆိုတော့ရခိုင်မှာဖြစ်နေတဲ့ပြဿနာကျွန်တော်တို့ရခိုင်ငါပဲရှင်းလို့မရဘူးလीနော်အလုံးပေါင်းပြီးကျွန်တော်ဘယ်လိုရှင်းကြအောင်လဲပေါ့အဲအဲ့လိုပဲဒီရှမ်းမှာဖြစ်နေတဲ့ပြဿနာ၊ပြည်မှာဖြစ်နေတဲ့ပြဿနာ၊နောက်ကချင်မှာဖြစ်နေတဲ့ပြဿနာနောက်ခြားဒီအလဲပိုင်းတွေမှာလည်းရှိတာပဲပြဿနာတွေကနော်အဲ့ကျွန်တော်တို့ချင်း ကြားထဲမှာကျွန်တော်တို့ရှိနေတဲ့အခြေအနေရကျွန်တော်တို့ဒီစစ်အာဏာရှင်စနစ်ဆိုတာကြီးကိုအမြင့်ဖြတ်အခြေမုံပြီးတဲ့အချိန်ကြရင်ကျွန်တော်တို့အတူတူကဒါတွေကိုဘယ်လိုအမြင့်ဖြတ်ပြီးတော့ရှင်းကြမယ်ဆိုတဲ့ကိစ္စတွေကတော့ရှေ့ဆက်သွားရမယ်တိုင်းပြည်တည်ဆောက်ရေးအနေထားမှာအများကြီးစဉ်းစားရမှာတဲ့ဟုတ်